Hello အားလုံးပဲမင်္ဂလာပါလူလူဘာမီဆိုင် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့အရင်လို editing tutorial မဟုတ်ဘဲ color မျိုးရဲ့အထင်ကြီးရနေရာတွေနဲ့တဘာဝအလှတရားယူခန်းစားနိုင်မယ် color travel blog ဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူ live ပါလိလိုက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်မန္တလေးကနေနေချင်းဘက်လောက်မှာစထွက်လိုက်တာကျွန်တော်တို့ကြောက်စရာနေရွာငယ်ဖြတ်ပြီးတော့အဲကလော့ဒီလမ်းတစ်လျှောက်အောင်ရှူခင်းနေရရန်ကူလာပါတယ်ပြီးတော့တာလက်တာရရတယ်ဒါပေမဲ့ တောင်တလန်းတွေမလို့ကားမောင်းတဲ့သူက view site ဖို့တော့လိုပါတယ်။ညနေပိုင်းလောက်မှာကလောရောက်ပြီးတော့မြို့ဝင်ဆိုင်ပုံမှာပဲတပ်ပုံဝင်ရိုက်လိုက်တယ်။ပြီးတော့လေဖို့ချိန်တိမ်ကြံတော့လို့ကလောနိုင်စင်မှာပဲတပ်ပုံခဏရိုက်ပြီးတော့ဟိုတယ်ရှာပြီးတက်လိုက်ပါတယ်။ မနက်မိုးလင်းတော့မှကျွန်တော်တို့ကကလောမြို့မှာစီမှာမနက်စာစားခြင်းလို့ breakfast မပါတဲ့ hotel ကိုသေချာယူတက်ထားတာဆိုတော့ကလောမြို့မှာစီဝယ်တန်သွားလိုက်တယ်ကမောသားဆိုတဲ့ဆိုင်မှာဒုဖူးနေစားပါတယ်ပြီးတော့အာလူသမင်းနဲ့ဒုဖူးချော်တို့လည်းထပ်မစားခဲ့ပေါ့နော်အရသာတွေကကောင်းပါတယ်ဈေးတွေလည်းမဆိုးပါဘူးဆက်ပြီးတော့ဈေးတွေကနေနေ့ပြန်မှာပန်းကဖို့ DC ဘက်တစ်ခါတည်းဝယ်ခဲ့လိုက်ပါတယ် မြို့မစီမှာမနှက်ဆဆိုင်ပြီးတော့နှီးဖျားကိုသွားခဲ့ပါတယ်။နှီးဖျားကကလောကဘသူမေမေမသိတဲ့သူမရှိဘူးပေါ့နော်။ဆိုင်မုတ်ကြည့်ပြီးသွားလို့လည်းရပါတယ်။နှီးဖျားရောက်ဖို့နည်းနည်းတော့အတွင်းဝင်ရသေးတယ်။ဒါပေမဲ့အရင်တော့မဝေးပါဘူး။နှီးဖျားကအခုတွေ့ရတဲ့အကြောင်းကြီးပေါ်မှာပါ။နှီးဖျားကတော်တော်လေးတက်ပေတယ်။ဖျားရဲ့မျက်နှာတော်ကတော်တော်ကြည်ညိုကောင်းပါတယ်။ပြီးတော့ချွေတင်ငန်းတွေလည်းကတ်လို့ရရပေါ့နော်။ အဲကျွန်တော်ဝင်လာတဲ့ DC ဘန်ကိုဖျောက်ကပ်မယ်ဆိုတော့ဝေယဝိဆက်လုပ်ပြီးရဲ့ NDV ကပန်အိုလီနဲ့တခြားစီစဉ်ပေးပါတယ်ခဏနေတော့ကျွန်တော်ကပ်ဖို့အစဉ်တင်နေလာပြီးတာကိုကတ်လိုက်မှာပဲပြီးတော့မှကလော့မြူပြင်ထွက်ပြီးတော့မသွားမဖြစ်ဖြိုက်တောင်းကိုသွားခဲ့ပါတယ်ဖြိုက်တောင်းလာလီမှာကမာရီကိုပန်ကင်းလည်းရှိတယ်ပေါ့နော်တူတူတာရရဲဒါပေမဲ့ကျွန်တော်တို့ကဖြိုက်တောင်းတဲ့အနီးကဓာတ်ပုံရိုက်ခြင်းလို့တောင်းချီနာထီသွားပြီးတော့ဓာတ်ပုံရိုက်ခဲ့ပါတယ် ပြီးတော့မှမာရီကိုပန်ကင်းနဲ့ဝင်ပြီးတော့ပန်းပွင့်နေကြမှာတပုန်ရိုက်ပါတယ်ဝင်ကြီးကတော့တရက်ဘူး2000မှာတဲ့ပန်ကင်းနဲ့ဖြိုက်တောင်နေဆိုတော့ background ကအရင်မိုက်ပါတယ် ဖိတ်တောင်ကနေလမ်းကျောတင်းနဲ့မြင်းမထီတဘောလိုင်ကိုသွားခဲ့ပါတယ်ကျွန်တော်တို့လိုင်ကူရဲဝင်တဲ့အချိန်မှာကူရဲမှာလူမရှိလို့အေးအေးဆေးဆေးဖျားဖို့လို့ရပါမယ်နည်းနည်းကြောက်ဖို့တော့ကောင်းပါတယ်ပြီးတော့တဘောကြောက်ဆောင်တွေကလည်းတော်တော်လှပါတယ်တိုင်းမဲ့ဂူရဲမာကကြောက်ဆိတ်ရကြတဲ့အတွက်ချုံမလင်းအောင်ယူဆိုင်သွားဖို့တော့လိုပါတယ်။ဂူဒရင်းနဲ့မာကအွန်လုံမူရှင်တော်စီတူကိုလည်းဖူးတွေ့တိုင်းနဲ့ပြီးတော့ဂူရဲ့တချို့နေရာတွေမှာနဲ့ရည်စင် နဲ့ရီတွင်ဗောဓိပင်ပုံစံပေါ်နေတဲ့ကြောက်ဆောင်ကြီးကြောက်စင်ကြီးယတိပလင်ကြောက်ဖားရွှေဟင်းသာစရဲစိတ်ဝင်စားစရာကောင်းတဲ့အရာတွေလည်းတွေ့ရပါတယ်။ပြည့်ပြည့်စုံပြီးဘုန်းကြီးတွေလည်းဒီရဲ့ ပြီးတော့ဂူကအဝင်ပေါက်လည်းရှိတယ်ထွက်ပေါက်လည်းရှိရပေါ့နော်နှစ်ဖွဲ့ပွင့်ဂူပါတိုင်းတိုင်းနဲ့ဂူထွက်ပေါက်နိုင်ရောက်သွားပါတယ်အဲအထွက်ရင်ဈေးတိုင်တန်းနေပတ်ပြန်ရောက်တင်ပေါ့နော်ပြီးတော့မြင်းမတိကူကနေလင်မော်ချန်ကိုတွားလိုက်ခဲ့ပါလေဝန်ကြီးကသူ့လက်နှစ်ထောင်မှာ အဲ့မှာလိမ္မော်ပင်လေးနဲ့ဓာတ်ပုံရိုက်ဖို့ခမောက်နဲ့ပလိုင်းလေးပေးပါတယ်လိမ္မော်ပင်ဒီအားလုံးကပြုတ်ခဲနေတာပါပဲဒါပေမဲ့အတိခုလို့တော့မရပါဘူး ာကိုထမင်းမစခင်ရှမ်ဘယ်လာဖြူပွင့်ကိုသွားလိုက်ခဲ့ပါတယ်။အစကအရင်မွေးဦးထင်တာမြို့ထဲနဲ့တော်တော်ဝေးပါတယ်။ပြီးတော့အဝင်ဂိတ်ရောက်တော့လမ်းဆုံသွားပြီလို့ထင်တာလမ်းမသွားတာလားပေါ့။အပေါ်ကနေအောက်ဆင်းသွားတာပါတဲ့အဆင်းတက်ကတော့နင်းနေတော့မပါတဲ့လက်တချောက်မှာပတ်မင်လေးတွေနဲ့တော်တော်တားရပါတယ်ဒါပေမဲ့ကျွန်တော်တို့တပ်ပုံရိုက်နေရောမူလေးတစ်ကောင်ထွက်လာပါသေးတယ်ဂယူဆိုင်သွားပါ ဲ့လာချမ်းပုံကနေလန့်ကြည့်ရင်တောတောင်တွေကိုလန့်မြင်ရတယ်ဖြူရတော့မဆိုးဘူးပေါ့နော် ဖြူပွိုင်းကနေမျိုးရဲပြန်ပြီးတော့ကဖိကလောက်သွားခဲ့ပါတယ်။ဆိုင်ထဲမဝင်ခင်မှာကော်ဖီပင်လေးတွေလည်းရှိရပေါ့နော်။ဆိုင်ကအပေါ်ဆုံးထပ်မှာဆိုတော့ view လည်းအရင်ကောင်းတယ်။ကျွန်တော်သွားတဲ့အချိန်ကနေ့လယ်ပိုင်းဧည့်သည်မလာသေးတော့ AACC တပ်ပုံရိုက်လို့ရခဲ့ပါတယ်။ပြီးတော့ကေလီတွေလည်းရပါတယ်။ကော်ဖီထိုင်တော့ဖို့အချိန်မရလို့ထိတ်ခွေးယူပြီးတော့သူတို့စီကကော်ဖီမုံလေးဝယ်ခဲ့ပါတယ်မဆိုးပါဘူး ညနေဆောင်တော့ကလောဘူတာကိုသွားလည်ခဲ့ပါတယ်ကလောဘူတာမှာကယထာကောင်းကြီးနဲ့ကလော above sea level 4297 FD ဆိုတဲ့ဆိုင်ဘုတ်ကတော့ဓာတ်ပုံမရိုက်မှုဖြစ်ပါအဲ့မှာကျွန်တော်တို့ရောက်ပြီးခဏလေးနဲ့အပျော်စီယထာလေးပြန်ရောက်လာပါတယ် က်ပုံရိုက်ပြီးတော့ညစာတစ်ခါလေးစပြီးဟိုတယ်တက်ပြန်လိုက်ပါတယ်။ The next day နောက်နေ့မနက်စောစောမှာကလော့ရောင်ရင်းသွားကူသွားရမယ်။တိမ်ပင်လေကိုသွားခဲ့ပါတယ်။ကျွန်တော်တို့ကအိုးစီတောင်တိမ်ပင်လေကိုမနက်6နာရီလောက်မှသွားတာ။တိမ်ပင်လေကတော့မြန်မာတုန်းကပဲတိတိပူစောစောသွားရင်တော့ပူကောင်းပါတယ်။တောင်ပေါ်မှာဆိုတော့ပူဤတယ်။ဒါကိုကျွန်တော်ကရှမ်းဝက်စုံနဲ့အနွေးတွေလည်းဝတ်ထားတော့ပူချမ်းပါတယ်။ တင်ပင်လေကြည့်ပြီးတော့ကလောမျိုးမသေးဝင်ပြီးတော့လက်ဆောင်ပေးဖို့နဲ့အတင်းနဲ့ဝယ်ပါတယ်ပင်စိမ့်သီးလည်းဝယ်ခဲ့ပါတယ်ပင်စိမ့်သီးကသချင်းနဲ့အတိုင်းအလုံးတိုင်းလူလူမှာပိုးလေးကြီးနည်းနည်းပါပါတယ်စမြရတာတော့မဟုတ်ဘူးဖယ်စားလို့ရပါတယ်ပြီးတော့အရန်ချင်ပါတယ်ကျွန်တော်ရဲ့ Color Travel Blog ကိုကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာ Color ကနေရွာငယ်ဝင်လဲတဲ့ Travel Blog ကိုလည်းတင်ပြသွားမှာမို့ Subscribe လေးလုပ်ထားပါနော်။ See you in the next video.